ရွေးကောက်ပွဲကိုစန်းကျင်နောက်ဆက်သူတွေကိုနယ်မြေရဲစခန်းတွေကမဖမ်းစီပဲစစ်တပ်ကဖမ်းစီမိခဲ့ရင်နယ်မြေရဲစခန်းတွေကိုပါအရေးယူသွားမယ်လို့ကကကြီးယုံကညွှန်ကြားထားတယ်လို့နန်းစီဒီယံဝန်ထမ်းနေစီကနေသိရပါဗျ။ညွန်ကြားစာကိုကကကြီးယုံကနေပြည်ထရေးဝန်ကြီးဌာနစီကိုလိမ့်မှုပြီးအော်တိုဘာလ၄ရက်နေ့ကနိုင်ငံတော်ဝန်မှရှိတဲ့တိုင်းခရိုင်နဲ့မြို့နယ်ရဲစခန်းတွေကိုပေးပို့ခဲ့တယ်လို့နန်းစီဒီယံဝန်ထမ်းတယောက်ကပြောပါဗျ။ နိုင်ငံတကာနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတွေစန့်ကျင်ကန့်ကွက်နေတဲ့ကြားကစေအုပ်စုအနေနဲ့လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲကိုစန့်ကျင်နှောက်ရှက်ခြင်းမရှိအောင်အရေးယူနေတယ်လို့နိုင်ငံရေးတကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။အောက်တိုဘာလ3ရက်နေ့ကနေပြည်တော်မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်အရေးယူထားတာ64ရောက်ရှိတယ်လို့ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားသူမှန်သမျှကိုတည်တံအထိအမိန့်ချနိုင်တဲ့ရွေးကောက်ဥပဒေကိုဇူလိုင်လ29ရက်နေ့ညမှာစစ်ကောင်းဆောင်ကလက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်ရှင်။